ားလုံးပဲမင်္ဂလာပါစကောနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါပဲဒီဘက်ရွေးရလဝိစကားဝိုင်းအစီအစဉ်မှာတော့ကျွန်တော်တို့ဒီလက်ရှိအချိန်ထိလည်းကျွန်တော်တို့ရှိသေးတယ်ဒီလက်ရှိမှာလည်းကျွန်တော်ရွေးရလဝိပွဲတွေနဲ့ပတ်သက်ပြီးတော့လည်းအလဲဒီဆပ်ပတ်တမပါဝင်နေသေးတယ်မြတ်ပြီလဝိချန်ပီယံဟောင်းတူဖြစ်တဲ့ကိုစောင်းမဲအကြောင်းကိုကျွန်တော်နဲ့ကိုစိုးညီတို့ကနေပူးပေါင်းပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျ ်အကိုမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကဲ့ကိုကိုစောင်းကမကတော့ကျွန်တော်လက်ရှိမှာလည်းလဝိတ်ပွဲနဲ့ပတ်သက်ပါဝင်ပတ်သက်နေသေးတယ်ပေါ့နော်ကျွန်တော်တို့တွေဒီဖန်သွားတဲ့ခါကြလို့ရှင်လဝိတ်ပွဲနဲ့ပတ်သက်တဲ့ဟာလိုအပ်တာပါခင်ဗျအမဲကုညီပေးနေခဲ့တဲ့ senior လဝိတ်ကျော်တရားပေါ်မှာဒီ champion ဟောင်းလည်းဖြစ်တယ်အဲ့တော့ဒီအကိုကတော့ဒါကိုစောင်းကမအကြောင်းကိုပူတည်မယ်ထင်တယ်အဲ့တော့ပရိသတ်တွေအနေနဲ့ကိုစောင်းကမအကြောင်းကိုအကိုကနေပြီးတော့စပြီးတော့မိတ်ဆက်ပေးပါအောင်ကိုဒီစောင်းကမအကြောင်းမပြောခင်ပေါ့နော်ညီလေးနဲ့ကိုနဲ့ဒီ UF လဝိတ်ကောက်အကြောင်းဆိုပြီးတော့လုပ်ခဲ့တာဟုတ် ချိန်မှဆိုထွန်းထွန်းမင်းလောက်ခဲ့တယ်ပြိမရှောင်းလောက်ခဲ့တယ်ဆိုလင်းဦးလောက်ခဲ့တယ်အဲ၃ယောက်ပြီးသွားတော့ကိုတို့ခဏလေးအဆက်ပြတ်သွားတယ်ဒါကလည်းနည်းနည်းကြာသွားတယ်နည်းနည်းကြာသွားတယ်ဒီမြမလဝိသမားတွေဝမ်ချမ်းမြန်ရှိသွားထိုးရဲပွဲကြီးရှိတယ်ပွဲကောင်းနေဒီတွဲမှာလည်းပွဲကောင်းနေရှိတယ်အဲ့လိုဟာတွေကြောင်းဒီယူရောက်ကောက်ကြောင်းအစီအစဉ်လေးရခဏရက်တယ်လို့ပြတ်သွားတယ်အခုလက်ရှိအချိန်ကျတော့ဒီတွဲမှာလည်းပွဲတွေသိမ်းမရှိတော့ဘူးဒီဝမ်မှာလည်းအခုမေလာကုန်မှပဲဝမ်ပွဲတွေရပြန်ပြန်ဆက်တော့ကိုတို့ဒီယူရောက်လဝိကောက်ကြောင်းတွေကိုပြန်ပြီးတော့လှည့်ပြတဲ့ ပေါ်မျိုးပေါ့နော်ဒီဆောင်းကမန်းအကြောင်းပြောရရင်တော့ဆောင်းကမန်းနဲ့ပတ်သက်လို့ပထမဆုံးစပြောရမှာတော့သူချန်ပီယံဖြစ်တာပေါ့လွတ်တန်းချန်ပီယံ2000 sorry 2009 2009ရွှေကပတ်ရွှေကပတ်ချန်ပီယံလူပွဲမှာ semi final မှာလုံချော့ကိုနိုင်တယ်အမှတ်နဲ့နိုင်တယ်အမှတ်နဲ့နိုင်ပြီးတော့မြန်မာပြည်လွတ်တန်းချန်ပီယံအနေနဲ့စပြီးတော့အတိမပြုခံရတယ်ဒီ2009ပေါ့နော်ဆောင်းကမန်းနဲ့ပတ်သက်လို့ပထမသက်ကြီးအနေနဲ့ပြောရအောင်ဒီ2009ဒီလူချန်ပီယံစဖြစ်တဲ့နှစ် ဲ့ဒါလေသူ9နှစ်လောက်လိုတန်းချက်မြန်ပွဲကိုထိုင်ယူသွားခဲ့တယ်9နှစ်ဆိုကမှနာတော်တော်များတယ်လို့ပြောလို့ရတယ်ဗောနော်အဲ့တော့ဒီကိုဆောင်ကမန်းအကြောင်းနဲ့ပတ်သက်မမရဖြစ်စေအကြောင်းအရာတစ်ခုလောက်ပြောပြပါဦးမမရဖြစ်တာတော့ခုနပြောသွားတဲ့ပွဲပဲအပွဲကတော့ဆောင်ကမန်းနဲ့ပတ်သက်လို့အမတ်ရစရာတွေတော့အများကြီးရှိတယ်အဲထဲမှာလောလောဆယ်အမတ်တရဖြစ်မိတာကတော့ဒီကဘာချန်ပီယံလူပွဲမှာလုံချောင်းနိုင်ပြီးသူချန်ပီယံဖြစ်လာတယ်လွတ်တန်းချန်ပီယံဖြစ်လာတယ်အချက် အဲ့ဒီပွဲစဉ်ကိုတော့မမရရဖြစ်မိရယ်။ဘာကြောင့်လဲဆိုရင်ဆောင်းကမန်းရဲ့ကသာသမားတက်တန်းတစ်လျှောက်မှာဒီခစ်ပြိုင်ကသာသမားကောင်းတွေလည်းအများကြီးပေါ်ပဲ။သူမထိုးဘူးတဲ့ကသာသမားတွေလည်းကိုထင်းတယ်။ဝင်ထိုးလျောက်လောက်ပဲရှိတယ်။ကျန်တော့သူနဲ့ကလပ်တူခဲ့တဲ့ရွှေဆိုင်ကူနဲ့တော့သူထိုးဘူးလေ။အဲ့ဒီကော်လိုနဲ့ထိုးဘူးတယ်။တွေ့မရှောင်နဲ့ထိုးဘူးတယ်။အဲ့ဒီလိုဒီပြိုင်မကောင်းတွေအများကြီးနဲ့ရင်ဆိုင်ဖက်တန်းခဲ့တဲ့ကြားမှာဆောင်းကမန်းအများဆုံးထိုးခဲ့တာ၊ပွဲအများဆုံးထိုးခဲ့တာလုံချော။ဆောင်းကမန်းလုံချော့သည် ဆက်လေးဝက်တိတိထိုးခဲ့တယ်လို့ကိုဆောင်ကမန်းပြောတယ်ကိုဆက်လေးဝက်လုံးတော့မသိဘူးဒါကိုဆောင်ကမန်းပြောဟိုဆောင်ကမန်းပြောတာပေါ့နော်ဆက်လေးဝက်တိတိပြောသူတို့နှစ်ယောက်ထိုးခဲ့တယ်များသောအားဖြင့်ဒီ2009ရွှေကွက်ချန်ပီယံမတိုင်ခင်အထိနော်ဆောင်ကမန်းကိုအမှတ်နဲ့ဆောင်ကမန်းကလုံချော့ကိုအမှတ်နဲ့မနိုင်ခင်အထိကဆောင်ကမန်းကလုံချော့နဲ့ရှင်းနိုင်နေနောက်ပွဲတိတိအလဲတို့ခံခဲ့ရတယ်ဟုတ်ကဲ့အဲ့ဒါအနေမှာ2009မှာဒီနိုင်တယ်အဲ့တော့လုံချောင်းနဲ့ဆောင်ကမ်းပွဲရတော့ကိုအတွက်မမှန်ရရမမှန်ရပါဘူး ဒီကိုဆောင်ကမန်းကကိုကဆောင်ကမန်းကစားပုံဘယ်လိုမြင်လဲကိုသူ့မှာကျွန်တော်တို့တိတိတသာထင်ရှားရှားဖြစ်เสียဒီထိုးပေါက်မျိုးဆိုလို့ရှင်အခုဘာတွေမြင်မိလဲဆောင်ကမန်းကစားပုံကိုတချို့ကလည်းကြိုက်တယ်တချို့ကလည်းမကြိုက်ဟုတ်တယ်ကိုကတော့ကြိုက်တယ်ထင်မှာပါတယ်သူ့ရဲ့အဓိကလက်နက်ကဘာလဲဆိုရင်သူ့ရဲ့သူကခါဆွဲရရန်ကောင်းဟုတ်တယ်ဟိုသူများတွေလို့နောက်ကိုတုံးလီလန်းဆုပ်ပြီးရှောင်းလာမျိုးရုပ်ရက်ဆင်းမြန်ရှောင်းလာမျိုးမဟုတ်ဒီဂျက်ကိုပဲဖြစ်ဖြစ်ဟူကိုပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီဟက်ကစ်တွေကိုပဲဖြစ်ဖြစ်ဒါလီခါကိုတိတ်မှုရှောင်းလိုက်တာ အဲ့ဒါအရင်ကောင်းတယ်သိလဲသိတတ်တယ်လှလဲလှတယ်နောက်တစ်ခုက तू ကလက်ကြက်တွေကောင်းတယ်ပါဝါတော့မပါဘူးအလဲထိုးဟိုလိုက်တာမျိုးတော့မဟုတ်ဒါပေမဲ့အဲ့ဒါတွေတစ်ဖောက်ဖောက်သွားတာပြန်မဲ့ပေါ့ပြီးွားရင် logic တွေကောင်းတယ်နောက်ဆုံးကတော့အားလုံးသတိထားမိတဲ့ဟာလူကျင်ပူးတဲ့အခါမှာခေါင်းခေါင်းဆက်တာတွေကောင်းတယ်သူပုတ်ချလို့ရလို့ရှင်ပုတ်ချလိုက်တာတွေကောင်းတယ်အဲ့ဒါတွေကတော့သူ့ရဲ့အားသာချက်တွေပေါ့ကျွန်တော်တပွဲသတိထားမိပြီးခေါင်းဆက်တာလို့အဲ့တော့ကျွန်တော်အခွေပြန်ကြည့်ရအာဂျပန်နဲ့ထင်တယ် ကက်ဆန်ကွစ်ကကြော်ညာဝင်နေအဲ့မှာအဲ့ဂျပန်ကသူခေါင်းရိုက်တာတော့မပွတ်လိုက်တာပဲပြောလို့ပွတ်လိုက်တာဒါပေမဲ့အဲ့ဂျပန်ကသားကဖိုက်တာဆက်မထိုးနိုင်မှရက်သွားရပေါ့နော်အဲ့လိုမျိုးအဲ့တော့ပြီးတော့ဒီအဲ့ဒီခစ်မှာပေါ့နော်ဒီလောဝိတ္တမနာမည်ဖြစ်ပေါ်လာတာရှိတော့တတိထားမိပြီလောဝိတ္တမသူတို့အဲ့နာမည်တွေမှာသူတို့နောက်ကျောင်းနေရှိတယ် အကိုစောင်းကမန်းရဲ့စောင်းကမန်းဆိုတဲ့နာမည်ပေါ့နော်မလာဘက်ပြတိရအောင်ကျွန်တော်တို့ဒီဖွံသွားတာဖြစ်ဖြစ်သူတို့နေဆိုင်ရာတိုင်းဝဲမှာပြခေါ်နေကြကိုကလာကြီးကိုကလာကြီးပေါ့နော်ကိုစောင်းကမန်းအနာမည်ဖြစ်လာတဲ့ပတ်သက်ပြီးတော့အခုဘာတိထားလဲပြိတဝင်မြပြီပေါ့ကိုတိရာကတော့ကိုတိတဲ့ချိန်မှာလည်းကသူထိုးတဲ့ပွဲတွေကိုကြည့်ဘူးတဲ့ချိန်မှာလည်းကစောင်းကမန်းဖတ်တယ်အဲ့လည်းမယ်လည်းကြည့်ဘူးတယ်ဒါပေမဲ့စောင်းကမန်းဆိုတဲ့နာမည်ဘယ်လိုစပြီးတော့ပေးပြလဲဆိုတော့သူ့ရဲ့ဆရာလို့လည်းပြောလို့ရတယ်သူ့ရဲ့ဦးလေးလည်းပြောလို့ရတယ်ဆရာမောင်ကျော်ဟုတ်ကဲ့ဆရာယူယူထွေးပေါ့နော် ူကပေးတာလေဆရာရိုးထွေးတို့ရိုးရိုးလေးတို့ကသုံးငမန်းလို့မတိုင်ခင်မှာထိုင်းမှာသွားပြီးတော့ဒီငွေထိုင်းသွားထိုးတယ်အဲတခါကျတော့ဆရာရိုးထွေးငွေထိုင်းသွားထိုးတော့ထိုင်းမှာထိုင်းကလာသမားတယောက်ငွေထိုင်းကလာသမားတယောက်ကတော်တော်ကောင်းလေဟုတ်ကဲ့သူ့နာမည်ကမြန်မာလိုဘာသာပြန်ငမန်းတဲ့ဟုတ်ငမန်းလို့ပြောတယ်တော်တော်ကောင်းတယ်ပုံစံကြီးတော့လေတူတူဆောင်ကမန်းလိုပုံစံမျိုးဟိုဟိုလုံးလုံးတောက်တော့မဲမဲအဲ့တော့သူကသူပြန်လာတဲ့အချိန်မှာဒီတူတူကို ရှေ့ရနေစောတက်လိုက်ပြီးတော့စောငမ်းမန်းဆိုပြီးတော့သူကပေးတယ်လို့ဒီဆရာမောင်ကျော်ကပြောပြဘူးလေပြီးခဲ့လေနောက်ဆုံးကိုလူသွားခဲ့တဲ့ဖန်ခီးစင်းမှာပဲဆရာမောင်ကျော်နဲ့တွေ့တော့ပြောတာဒါပေမဲ့အဲ့ဒါလည်းပို့ပြီးစိတ်ဝင်စားဖို့ကောင်းတာကိုလူလည်းမသိပါဘူးဆရာမောင်ကျော်ပြောမှသိတာလေတခုရှိတယ်စောငမ်းမန်းဒီစောငမ်းမန်းနာမည်မရခင်မှာထိုးခဲ့တဲ့နာမည်တခုရှိတယ်ဟုတ်ကဲ့အဲ့ဒါပါလဲဆိုကျွန်းထိတ်မောင်မောင်ဆိုတဲ့နာမည်ကျွန်းထိတ်မောင်မောင်ဆိုတဲ့နာမည်လေးဟိုသူက တတိယရံလန်ကြီးရဘူးလေတတိယရံပွဲကြီးထိထိုးဘူးလေပေါ့နော်ကျွန်ထိတ်မှောင်ပါဘာကြောင့်ကျွန်ထိတ်မှောင်လို့ခေါ်လဲဆိုတော့ဆောမမန်ကဒီကိုင်းရုံးအလုပ်တွေလုပ်တယ်အကြောင်းလဲတက်တယ်ဂျုံရလဲလုပ်တယ်အဲအကြောင်းမို့လို့သူမမောင်ဆိုတဲ့နာမည်ကိုယူတယ်ကျွန်ထိတ်မှောင်မှောင်ဆိုပြီးတော့သူထိုးခဲ့တယ်အသက်၁၂၁၃၁၄လောက်အထိကိုတော်တော်ကြာကြာကိုပွဲကြီးလည်းအများကြီးထိုးခဲ့တယ်ကျွန်ထိတ်မှောင်မှောင်ကနေမှဆောမမန်ဖြစ်လာတာပေါ့နော်ဟုတ်ကဲ့ ီကိုဆောင်ကမန်းဘယ်ရွယ်လောက်မှလုံးအိစထိုးလဲယူရဟိုဆောင်ကမန်းသူပြောပြတာတော့တော်တော်ငယ်ငယ်လေးထိုးတာသူလက်ဘောကြီးပွဲတွေသူကိုယ်တိုင်တော့မှမမှီဘူးရှားချီးနေတယ်ဒီကိုရန် sorry ကိုရန်တော့ဖြစ်တယ်ကိုနေစင်နေပဲခလေးပွဲဂျားပွဲတွေကနေစပြီးထိုးတယ်တခါတော့ဆိုဘယ်လိုပြောဘူးလဲဆိုအဲ့တော့ဆရာတွေဘာနဲ့လဲတိတ်ထလေးကျင်တာမဟုတ်ဘူးလေးကျင်တာမဟုတ်ဘယ်နဲ့ဟိုဖူတာတခါဘယ်လိုသူကပြောတော့သူတို့နေတဲ့ရွာကနေရွာနေချုပ်ဆက်တွေကိုသွားတယ်ဒီခလေးဘောကပေါ့နော်လက်ဝတ်ထိုးပြရှင်းထိုးလိုက်တယ်ဒီပါလို့ရှိရင်နောက်ရက် ူတို့လက်ဝက်ဝဲတွေကနေမှာဆိုတခါလေကြလို့ရှိရင်နှစ်ရက်သုံးရက်ကျင်းပါတာရှိတယ်၄၅ရက်အထိလောက်တာမျိုးလည်းရှိတယ်သူကသူ့ရောသူမပြအောင်အဲ့ရောမှာရှိတဲ့တင်ကြိုင်းပေါ့နော်တင်ကြိုင်းမှာရှိတဲ့ဇရက်မှာသူတို့ကလေးတွေတအုပ်စုလုံးဟိုလူကြီးတွေလည်းပါတယ်ပေါ့နော်အဲတင်ကြိုင်းဇရက်မှာပဲအိတ်တယ်တင်ကြိုင်းဇရက်မှာပဲစားရတယ်ယူပါလို့ရှိရင်နေခင်ရကြလို့ရှိရင်ဖွဲ့ပင်းလည်းသွားတယ်လက်ဝက်ဝဲထိုးတယ်အဲ့ဒီအသက်ဒီဆယ်နှစ်မတိုင်ခင်မှာလည်းသူကထိုးတာအဲ့ချိန်မှာလည်းကလက်ဝက်လောကတွေကိုရောင်းနေပြီဒါမဲ့နာမည်ယူပါတွေတော့ တသက်မှန်မှန်တိတိကျကျတော့မရှိသေးဘူးနောက်ပိုင်းကျတော့ကျွန်းထိုင်မှာမှောက်ဖြစ်လာပြီပေါ့အဲ့ဒါတော့တတိယလမ်းလေးပဲဒူးတဲ့အချိန်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီဒါကတော့ကျွန်တော်နှစ်ပိုင်းခွဲလိုက်ရမယ်ထင်တယ်နော်သူအပျော်ရမ်းထိုးနေတဲ့အချိန်နဲ့ professional ထိုးနေတဲ့အချိန်ပေါ့အပျော်ရမ်းထိုးနေတဲ့အချိန်တော့ထားပါတော့ဒီ professional စတဲ့အချိန်မှာသူ့ရဲ့လက်ဦးစရာသူနဲ့စပြီးလက်တွဲတဲ့ဆရာပေါ့နော်ဘသူလဲကိုလားအဲ့ဒါကဘူးနာပြောခဲ့တယ်သူ့ရဲ့ဦးလေးဟုတ်ကဲ့ကိုမောင်ကျော်ပေါ့နော်ကိုမောင်ကျော်ကသူ့ကိုငငယ်လေးကကြည့်တယ်အလားအလာရှိတဲ့ လဝိလာလာရှိတဲ့လဝိသမားတယောက်ဖြစ်လာမယ်လို့လည်းသုံးတတ်တယ်။ဘာကြောင့်လဲဆိုတော့ဆောင်းကမန့်ဒီဇာမောင်ကြောင့်ပြောပြကြကြကြီးရတာ။ဆောင်းကငငယ်လေးရခန့်တော့ဖွဲ့စည်းဖို့အရန်ကောင်းတယ်။ခြေစလုံးလေးဆိုလဲတောက်ပေါင်လေးဆိုလဲဒီမာသေးလေးတင့်နေတော့ဒီလိုအဆက်ပေါင်းမျိုးကလဝိသမားဖြစ်လာနိုင်တယ်။အဲ့တော့အသက်ရွယ်တစ်ခုရလာတဲ့အခါမနာပိုင်းဆောင်းကမန့်ကြောင်းလေးပါလေဖတ်သွားတဲ့ဖတ်ပြီးလဝိကိုပဲတောက်ချတော့မယ်ဆိုတဲ့အချိန်မှာဇာမောင်ကြောင့်ကတည်တည်ချာချာဖိတ်တယ်။သူရလည်းဦးစရာလို့ပြောမယ်ဆိုဇာမောင်ကြောင့်ပဲပြောမယ်။ဇာမောင်ကြောင့်ကဆောင်းကမန့်မတိုင်ခင်မှာလဲမြန်မာပြည်ချန်ပီယံလေးဝမ်ချိုင်းလို့ ဟုတ်ကဲ့နောက်ရွှေဆိုင်တို့ရဲ့ဆရာအနေနဲ့တာဝန်ယူခဲ့တယ်သူကိုယ်တိုင်လည်းလက်ဝဲသမားပေါ့နော်ဆရာမောင်ကျော်ကစွန်ကမန်းရဲ့လက်ဦးဆရာပေါ့လက်ဦးဆရာလို့လည်းပြောလို့ရတယ်နားတဲ့ချိန်ကြီးလည်းဆရာမောင်ကျော်စီမှာပဲဟုတ်ဒီပေါ့နော်စွန်ကမန်းဒီပွဲတွေမှာသူ first time ကအပြောင်းလဲဖြစ်သွားတဲ့အဲ့လို turning point နေပါရှေ့ဘူးလားဆိုတော့သူအစားအမောင်ကဘယ်လိုပုံစံထိုးတယ်ဒီတော့ဒီအတန်းတစ်ခုရောက်လာတဲ့အခါမှာဘယ်လိုပုံစံပြုပြင်ပြောင်းလဲသွားလဲဆိုတာမျိုးမင်းရခဲ့ဘူးလားဒီ first time ရောင်းတော့ turning point ဖြစ်သွားတာမျိုးသိတဲ့စိတ်မဟာမိဘူးဒါပေမဲ့ reset ပေါ့နော်ဟုတ်ကဲ့ရလက်ရသူ့အတွက်အပြောင်းလဲဖြစ်သွားတဲ့ပွဲလေးတွေတော့ခုတချို့ဟာလေးတွေမှတ်မိရဲ့ပြောပြဆိုကြပါစို့နော်တခါအဲ့ဒီအချိန်မှာရွှေတိုင်းချန်ပီယံဖြစ်နေတဲ့အချိန်ရွှေတိုင်းချန်ပီယံဖြစ်နေတဲ့အချိန်မှာရန်ကုန်မှာပွဲစီစဉ်တယ်မန္တလေးပထမလမ်းလမ်းဝေးကျော်အောင်ထွန်းနဲ့ပွဲတည့်တယ်ရွှေတိုင်းနဲ့တဲတာကရန်ကုန်တွန်းလာတက်တောင်ဝယ်မှာတဲတယ်တဲတယ်အဲ့ချိန်မှာ ဒီရွှေဆိုင်ရောဆုံကမန်းရောဆရာကောင်ကျော်စီမှာကလက်တူတူနေတယ်ဖြစ်ကျင်တော့အပွဲနှီးတဲ့အချိန်မှာတပတ်လိုမှာရွှေဆိုင်ကအပြင်းများတယ်ကြမ်းမိုက်မကောင်းတော့ကြမ်းမိုက်မကောင်းတော့ဒီဘွဲကိုထိုးဖို့ဘယ်လိုမှမဖြစ်နိုင်တော့မဖြစ်နိုင်တော့ဆရာမောင်ကျော်ကဒီပွဲစဉ်နဲ့စီစဉ်တဲ့လူကိုသွားပြောတယ်အဲ့တော့ထင်တာကိုစူးသန်းဝင်လားကိုဆိုင်လားမသိကိုစူးသန်းဝင်ဖြစ်ဖို့များတယ်ဟုတ်တယ်ဒီတော့မသိကြဘူးပေါ့နော်ကိုစူးသန်းဝင်ပေါ့ထားပါတော့ဟုတ်သွားပြောတယ်သွားပြောတဲ့အခါမှာဟိုကတော့မေးတယ်မင်းကောင်းလေးဖြစ်ပါမလား အောင်ထုံးလဲထိုးဖို့အောင်ထုံးလဲမတိုင်ခင်မှာဒီလိုပထမတန်းအဆင့်ဓာသမားတွေကသူမထိုးထားဘူးနာမည်အဲ့လောက်မရှိသေးဘူးပေါ့နော်အဲ့တော့ပြတော့အဲ့တော့ကိုမောင်ကျော်ကလည်းအခက်ကသကားပေါ့အခက်ကဒီလက်ဝင်နီးပြားတွေပြောနေကြသကားရှုံးဝင်ပြားမှမရှိဘူးရှုံးဝင်ပြားမှမရှိဘူးအဲ့လည်းဖြစ်သွားတယ်ပေါ့အတင်းကြောင့်ပြောရလို့ရှိရင်ဒီစောင်းကမန်းဆိုတဲ့ခြားတိတ်ကခုနစီနီယာပထမတန်းလက်ဝင်သမားမန္တလေးလက်ဝင်ကျော်အောင်ထုံးအောင်ထုံးဆိုအချီလူဝင်တို့ပါဝင်နေလဲပွဲပေါင်းများစွာ ဖိုးခဲ့ဘူးလေကစားသမားလူလည်းဖြစ်သွားတယ်ဖြစ်သွားတဲ့ဘွယ်မှာသမမန်နိုင်လိုက်တယ်သမမန်ကန်လာကြအောင်ဒုတိယကြီးလာတတိယကြီးလာမသိအောင်အောင်ထုံးလက်ကျိုးဝါအဲ့လာဒီညီလေးမေးတဲ့မေးခွန်းရဲ့ဓာတ်ရိုက်တော့မဟုတ်ဘူးကိုထင်လာသည်ဒီပထမတိုင်းလက်ဝိကျော်ပထမတိုင်းမှာနာမည်ပေါက်ပြီးသားလက်ဝိသမားတွေကို तू နိုင်လိုက်တဲ့အတွက်သမမန်ကိုဒူပိုသိလာတယ်ပထမတိုင်းမှာလည်းပူပြီးနေရာရလာတယ်လို့ထင်တယ်ဟုတ်ကဲ့ तू လက်ဝိသမားဘောကအဆမှာတုံးတဲ့ကစားဟန်ပေါ့နော် clean မော်အပူချုပ်အဲ့ထဲအပူချုပ်အကောင်းအောင်မြင်ရလားကိုဒါမှမဟုတ်ကြီးလာတဲ့အခါသူတန်းတန်းရောက်လာတဲ့အခါမှာအပူချုပ်အကောင်းနဲ့ဟန်မြင်ရလားကိုကြည့်ဘူးတဲ့လောက်ကတော့ तू ကဟိုဒီချုပ်တိုင်းမှာချုပ်တိုင်းပါပါလို့ရှင်လုံတိုင်းနိုင်တယ်သူလည်းဟာ ਉ ဘဲခေါင်းနဲ့ထည့်ထားလားဒါမှမဟုတ် तू ရဲ့အထိုးမခံရအောင်ပဲဝင်ဖတ်လာတော့မသိဘူးအဲ့ဒါကိုတော့ तू ဘောကတစ်ချက်လုံးပါအများကြီးအားကိုးခဲ့တယ်အဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါအတိတ်တစ်ခုပေါ့နော် ဒီတထောအုပ်ချုပ်ခေါ့အုပ်ချုပ်ခေါ့တို့ဆိုရင်တော့ဒါကိုကွန်မန်ဒါစီနီယာကြာမှာထင်တယ်ကျွန်တော်တို့ပွဲရင်မကြည့်ခဲ့ဘူးအဲသူ့အိမ်ဆိုလို့ရှိရင်လည်းအရင်ကကျွန်တော်လဝိတ်တမားပဲဖြစ်ဖြစ်အခြားလဝိတ်ဧည့်တယ်ပဲဖြစ်ဖြစ်တွားရင်ဝင်ရင်ထွက်ရင်စားရင်ပေါ့နော်အုပ်ချုပ်ခေါ့အရင်အရင်ခြိုက်တော့အဲ့လိုအုပ်ချုပ်ခေါ့အဲ့လိုမထိုးတော့တဲ့အချိန်မှာကိုငမန်းကအုပ်ချုပ်ခေါ့စီကအပူချုပ်ပညာကိုလိုချင်လို့အရင်တိုက်ပြီးတော့တင်ပေးခဲ့တင်ခဲ့တယ်ပေါ့နော် အပညာယူခဲ့ရဆိုတော့အဲ့လိုပြောစကားမျိုးကကျွန်တော်ကြားဘူးလားရှိတယ်ပေါ့နော်ဒါကဒီအရက်စကားပဲဖြစ်မလားအချင်းချင်းကြားရတဲ့စကားပဲဖြစ်မလားတော့မသိဘူးဒါပေမဲ့အဲ့ချက်ကိုပြန်စစ်စားကြည့်တဲ့အခါမှာတော့ဦးကျော်ခေါက်ကဒီသူတို့ခက်ကပြောစကားကြီးပြန်ကြည့်မယ်ဆိုအပူချုပ်ကအရန်ကောင်းတဲ့ဦးကျော်ခေါက်ကအပူချုပ်အရန်ကောင်းတဲ့လို့ဖြစ်တော့ကိုကမန်းကအပညာရခဲ့လို့ကျွန်တော်ကတော့မြင်လိုက်မိရဲ့ကို ပေါ့နော်ဒီကုန်ကမန်းရဲ့ဒီထိုးပုံတက်လာကြည့်လက်ကြည့်တဲ့အခါမှာလဲကုန်ကမန်းပွဲတွေကပွဲတွေမှာဘာမှမမရအများကြီးကျွန်တော်ဒီမှာမရှိဘူးဒါပေမဲ့ဒီကျွန်တော် WSC မှာဒီ Michael Barter တို့ပေါ့နော် Australia Philippines ကဗျာဒီ Michael Barter တို့နဲ့ထိုးတဲ့အချိန်တော့ကုန်ကမန်းထိုးပုံကတော်တော်ကောင်းတယ် Michael Barter တို့ဆိုရတာပွင့်လင်းပြောရင်ဟိုတူတူနဲ့လဲအကောင်းဆုံးပြိုင်ပတ်ဖြစ်ခဲ့ရမျိုးရှိတယ်ပေသူရထားတဲ့ကပတ်တွေသူရှင်ပြိုင်ခဲ့ရတဲ့နယ်ပယ်တွေကလည်းအားကောင်းတော့အဲ့လိုလူမျိုးနဲ့သူထိုးရတဲ့အချိန်ကမှာကုန်ကမန်းရဲ့ဒါအဲ့ဘက်ကုန်ကမန်းနားဝပြီဆိုမှာ ပြန်ဝင်လာတဲ့အနေအထားနဲ့36လောက်ပြင်နေတယ်36လောက်ပြင်အဲ့ဒီမှာလောက်တော့သူကအများကြီးကြံနေရလို့မြင်နေပေါ့နော်အဲ့တော့ဒီခုနအကိုပြောရတယ်မှာပဲပေါ့နော်ကျွန်တော်ပြန်မေးချင်တာရှိလာတယ်သူချက်မြင်ဖြစ်ခဲ့တဲ့ဘွဲပေါ့အဲ့ဘွဲနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်ပြန် online မှာမှတော့ပြန်ရှာကြည့်လို့ရတာတပိုင်းပေါ့နော်ဒါပေမဲ့အဲ့ဒီချိန်တော့ကကွင်းထဲမှာကိုရန်ကိုကြအကြည့်ခဲ့တယ်အဲ့တော့ကွင်းထဲက atmosphere တွေကိုခံစားခဲ့ရတဲ့အကူပြန်ရှင်းပြတော့ကျွန်တော်ကြားတင်တယ်အဲ့တော့အဲ့ဘွဲနဲ့ပတ်သက်ပြီးအသေးစိတ်လေးပြဿနာကိုပြန်ရှင်းပြပြပါဦးဒီ အဲ့ဒီပွဲမတိုင်ခင်မှာလုံချောကဆုံးကမန်းကိုနှစ်ခါအလေလို့နိုင်တာဟုတ်တယ်တည်ပွဲတွေလည်းရှိတယ်အဲ့နှစ်ခါလုံချောနိုင်လာတာတပွဲကအနည်းမှထင်တယ်မုံပြူနယ်မှာမုံပြူနယ်မှာအနည်းမှနိုင်တယ်ပြီးတော့ရန်ကုန်မြောက်တင်ကျောင်းမှာမြောက်တင်ကျောင်းမှာဆိုဒုတိယချိန်မှာနိုင်လာလုံချောဆုံးကမန်းအောင်အဲ့ဒါအနေနဲ့ဒီပွဲဖြစ်လာဒီပွဲကသူတို့နှစ်ယောက်ဆုံးတွေ့မှုကြားထဲမှာနည်းနည်းထူးကြတာပါလဲဆိုတော့အခုတွေ့တဲ့ပွဲကရှူကားချမ်းမြန်ပွဲဖြစ်နေတဲ့အတွက်မှတ်ပြီးစနစ်ပါလား အရင်ပွဲတွေကတော့ငားကြည့်ပြီးထုံထို့မထိုးလို့ရှင်သေးရည်ပဲဒီအမှတ်ပေးစနစ်နဲ့ပထမဆုံးသူတို့နဲ့အောင်စာတွေ့တာစာတွေ့တဲ့ပွဲမှာစောင်းကမန်းနိုင်ပါတယ်အပွဲနဲ့ပတ်သက်လို့ကိုမေးကြည့်တယ်စောင်းကမန်းကိုလည်းမေးဘူးတယ်စောင်းကမန်းရဲ့ဒီနိပြဆရာမောင်ကျော်လည်းမေးဘူးတယ်ဆရာမောင်ကျော်ကကို့ပြောဘူးတယ်အပွဲအတွက်ပြင်ဆင်အောင်ဘလို့ပြင်ဆင်လဲဆိုတော့အမှတ်ပေးပွဲထိုးရတော့မယ်လုံချုံလေးကလည်းခဏခဏတွေ့ဘူးပြီးရအမှတ်ပေးပွဲထိုးရတော့မယ်ဆိုတော့ဘလို့အတားရအောင်လုပ်မလဲ အဲ့တော့သူတို့ဝိုင်းတိုင်ပင်ကြရတယ်ဆရာတင်ဦးနဲ့တိုင်ပင်နဲ့ဆောင်းကမန်းဆရာတင်ဦးဆရာမောင်ကျော်သုံးယောက်သူတို့တိုင်ပင်နေလို့ပြောတယ်တိုင်ပင်ပြီးတော့ဘာလုပ်လဲဆိုတော့ဒီအမှတ်ပေးစည်းမျဉ်းနေအဖွဲ့ချုပ်ကိုသူတို့သွားရတယ်ယူရအဖွဲ့ချုပ်ကတောင်းရှူတယ်အဖွဲ့ဒီအမှတ်ပေးစည်းမျဉ်းနေကိုလေ့လာတယ်ဆရာမောင်ကျော်ကဒီအမှတ်ပေးစည်းမျဉ်းနေပတ်သက်ပြီးတော့လေ့လာတယ်အဲ့မှာဆရာမောင်ကျော်ပြောတာကိုယ်ပြောပြတာပေါ့နော်အချက်တစ်ချက်သွားရှိတယ်အဲ့တော့သူတို့ဒီဘလို့ထိုးလို့ရှင်အမှတ်ရမလဲဆိုတာလေအားလုံးလေးအနှစ်ချုပ်ကဘာတစ်ခုသွားတွေးလဲဆိုတော့တဲ့ဥဆောင်ထိုးတဲ့လူ လက်ရည်မကွာလို့ရှင်ဥဆောင်ထိုးတဲ့လူဖေဗာပေးမယ်ဆိုတော့ရူးလေးတခုဒီယူရလက်ဝိမှာရှိတယ်စာအုပ်ထဲမှာပါတာကိုသူသွားတွေ့တယ်အဲ့တော့ဒီလုံချုံနဲ့တွေ့မဲ့ဒီရွှေကပတ်ပွဲအတွက်ကိုသူတို့ပြင်ဆင်တယ်အရင်တော့တွေ့ခဲ့တဲ့ပွဲတွေမှာများသောအားဖြင့်ဆောင်းကမန်ကကောင်းတာပဲကစားလုံချုံကအတကင်ကစားတာရွှေကပတ်ပွဲမှာကြတော့လုံချုံကလုံချုံ surprise ဖြစ်သွားတယ်လို့ပဲပြောအောင်ဆောင်းကမန်အတကင်ကစားတာသူကပထမကြီးဒုတိယကြီးတတိယကြီးမှာကောင်းကောင်းအမှတ်ရအောင်ကစားလိုက်တယ်ဒီဝမ်လူတွေထိုးတယ် ဒီ locate တွေကန်လဲအဲ့လိုအနေကသာပြီးအထိုးမခံအောင်လဲတော်ကုန်မှာဖတ်ထားတယ်ဟုတ်ကဲ့လုံချော့ပြန်ထိုးမဲ့ချိန်လောက်လုံချော့ကကောင်းလာလိုက်မဲ့ချိန်လေးကြာပြန်ပြန်ဖတ်လာတယ်အဲ့လိုနဲ့ပဲသူ့ရဲ့နေပြူဟာဆံမောင်ကျော်တို့စောင်းကမန်းတို့ဆရာတင်ဦးတို့ရဲ့နေပြူဟာအောင်မြင်လဲလို့ပဲပြောရမယ်လုံချော့ကအရင်ပွဲတွေမှာအမြဲလိုလိုစစ်စစ်အစည်းအဝေးမျိုးထိုးလာတယ်လုံချော့ကအပွဲမှာတော့သူမမျော်လင်းနဲ့တုံ့ပြန်မှုကိုရင်ဆိုင်လိုက်ရပြီးတော့စောင်းကမန်းရဲ့နေပြူဟာအပြောင်းလဲကြောင့်ဟို ုံချောရှုံးသွားတယ်မှတ်ပြီးစနေမှာပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့ကိုဒါကတော့သူတို့နှစ်ယောက်ရဲ့ပွဲပေါ့နော်အဲ့ပွဲနဲ့ပတ်သက်တဲ့ညီလေးမေးွားအစမောစပီယာဆိုဘာသွားမှတ်မိနေလဲဆိုဆရာဝန်စင်ကပြောခဲ့တဲ့တကားဆောင်းကမန်းနဲ့လုံချောနဲ့ပွဲပြီးပြီးချင်းအနိုင်ဆုံးကျင့်ကျင်ညာပြီးပြီးချင်းပြောခဲ့တဲ့တကားလေးအဲ့ဒီမှာသွေးသားရနှစ်ဆိုင်ထူတာသူတို့ဒီလူတန်းရှုကပတ်ချက်မြန်အတွက်ကိုပထမပွဲမှာရန်ကြီးအောင်နဲ့ရွှေဆိုင်နဲ့ထူပါတယ်ဟုတ်ကျိုးဝိုင်းလိုက်ဥည်ရေ ညာကြီးအောင်အမှတ်နဲ့လာရည်ဒုတိယဘွဲမှာစုံကမန်နဲ့လုံချောတယ်ကျိုးဝိုင်းတန်ကဥည်မွေပဲခုနစကားလေးကိုပြန်ဆက်လို့ရှိရင်စုံကမန်နဲ့လုံချောပွဲစဉ်အပြီးအနိုင်ရှုံးကြီးညာမှုပြီးစုံကမန်နိုင်ဝါလိုက်တဲ့အချိန်မှာဟိုကဥဝင်းစဉ်ကိုဆရာဝင်းစဉ်ကဘာပြောလိုက်လဲဆိုတော့ဆရာကျိုးဝိုင်းတန်ဥည်မွေခမဗျာတဲ့ပထမပွဲတော့ကကြတော့ဘူးရနဲ့ခွာတယ်อืม အဲ့လိုလေးတူလှမ်းပြီးတော့ဆိုလိုတာဒီမှာစုံကမဝင်ဝင် ဖတ်တဲ့ပူးတဲ့ချိန်တွေကိုဘာကြောင့်မခွာလဲပေါ့နော်အဲ့လိုမျိုးလမ်းမှာဘာလို့ကွာကြားလိုက်လဲဆိုတော့ကွာအဲ့ဒီချိန်မှာအခုဂျိုဝိုင်းစင်ရဲ့ဘေးမှာဓာတ်ပုံရိုက်ဟုတ်ကဲ့အဲ့ဒါလေးကတော့ဟိုကြားလိုက်ရတဲ့အစမတီရပဲပြောမလားမှတ်မှတ်ရရပေါ့နော်ဇာဝင်းသူကအဲ့လိုလွတ်ခနဲဝီမွေကိုလမ်းပြောလိုက်တာမျိုးလေးကြားခဲ့ရတယ်ဟုတ်ကဲ့ အဲ့တော့ဒီအခုခုနပြောမှာ၁၀ချိန်ကျော်တွေးဆုံထားတာပေါ့နော်၁၄ချိန်၁၄ချိန်တွေးဆုံထားတယ်ကိုကိုလူချောကကိုဆောင်မကနှစ်ခါတည်းတစ်ကြီးတစ်ချိန်တတိနိုင်တာဆိုတော့အလဲတော့နိုင်အလဲနိုင်ကိုဆောင်မကရောကိုလုံးချောကိုနိုင်တာအလဲတော့နိုင်နေတာရှိလားဘူနာရွှေကပတ်ပွဲမှာတော့အမှန်အမှန်နဲ့နိုင်လာပေါ့နော်ပြီးွားတော့သူတို့နိုင်တယ်ရိုက်ကောမှာထင်းတယ်အဲ့ချိန်မှာကျတော့လုံးချောလည်းချန်ပီယံမဟုတ်တော့ဘူးဆောင်ကမန့်လည်းချန်ပီယံမဟုတ်တော့ဘူးနှစ်အောင်လုံးအကြပါရောက်သွားအဲ့ချိန်မှာတော့တစ်ခေါက်လဲထုံးနဲ့ဆောင်ကမန့် လုံးကျော် right call လို့ထင်တယ်ပေါ့တော့မှားကောင်းလဲမှမယ်နော်အဲ့ဒါတော့ထွန်းထွန်းမင်းကဒီကိုစောင်းမောင်းနိုင်လာ2000ဒီ2014ဖြစ်မယ်14လောက်ဖြစ်မယ်နော် CK ပြီးပဲနော် CK အဲ့အဲ့တော့ပြီးတော့မတွေ့ရအောင်အဲ့ဒါကြီးပြီးသွားမှာအဲ့ချိန်မှာဟိုကစောင်းမောင်းချန်ပီယံမဟုတ်တော့ဟုတ်တော့လုံးကျော်ကလည်းချန်ပီယံမဟုတ်တော့သူတို့ချန်ပီယံနှစ်ယောက်လုံးချန်ပီယံမဟုတ်တဲ့အချိန်မှာတွေ့တဲ့အချိန်မှာတော့စောင်းမောင်းလုံးကျော်ကိုတခါလဲထိုးနိုင်နိုင်ဘူးလေကြံတဲ့ဒီရှေ့ပိုင်းနေမှာတော့လုံးကျော်ကပဲနှစ်ချိန်လဲထိုးနိုင်နိုင်ခဲ့ဘူးလေအမှန်နဲ့ကြတော့ ဆောင်းကမန်းနိုင်ဘူးလေအဲ့ဒါလေးတော့ရှိတယ်ဆောင်းကမန်းကိုဆောင်းကမန်းနဲ့တွေ့တဲ့ခါကြီးအမြင်ကြည့်လို့ရှိရင်သူကငါကိုပြောသလိုပေါ့ကစားသမားကောင်းအများကြီးနဲ့သူတက်တန်းလျှောက်မှာတွေ့ကြရတာလေဝင်ထုံးနဲ့မထိုးပြစ်တာလွန်ပေါ့နော်တွေ့မလျှောက်လို့ပါဝင်တကယ်ကန်လုံးဝင်တွေ့မလျှောက်လို့ပါအဲ့တော့ဒီဆောင်းကမန်းကိုမေးကြည့်တော့လေသူ့အတွက်သူ့လက်ဝဲဘဝတက်တန်းလျှောက်မှာသူ့အတွက်အခက်ခဲဆုံးတိုင်ဘက်ကကိုလုံးချောသူသူပြောဘူးလေအဲ့ဒါလေးတော့မှန်ကြတယ်ဟုတ်လဲဟုတ်တော့တယ်ဘာလို့လဲဆိုတော့14ချိန်တည်တည်တောင်သူတို့နှစ်ယောက်တွေ့ခဲ့တာတွေ့ခဲ့တယ် ပြီးရင်ဟိုငငယ်လေးတွေကတွေ့လာတာမဟုတ်ပဲねကျွန်တော်ဒီအတန်းတန်းရောက်တော့မှတန်းတန်းရောက်တော့ဂျီလန်းရောက်တဲ့အချိန်ကြမှာတွေ့တာတွေ့ရတာတွေ့တဲ့အချိန်မှာဒီကိုထင်လာတော့လုံချောကချန်ပီယံဖြစ်နေတဲ့အချိန်တွေမှာပါမယ်လုံချောချန်ပီယံစီစခုဘူတင်ဆင်းနေတဲ့အချိန်တွေမှာပါမယ်ဟိုလုံချောကလည်းပြောရမယ်ဆိုရင်ဆောင်းကမန်းလည်းလည်းစီမီယာကြတယ်အတလဲလဲလည်းကိုကြီးတယ်ဟုတ်ကဲ့အဲ့တော့ဒါဒီနေ့ကတော့ကိုဆောင်ကမရဲ့ဘွားအစားပါတော့နောက်အစီအစဉ်တွေမှာဆိုရင်တော့ကျွန်တော်ဒါ ပြပကစားလို့မရတဲ့အကြောင်းတွေပါလာမယ်အဲ့ဒီဒီအစပြီးကျွန်တော်တို့ဒီမမရဖြစ်စီမဲ့အကြောင်းအရာတွေပါလာမယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့လာမယ့်အစီအစဉ်မှာဆက်လက်ပြီးတော့ဒီပြောပြောကြအောင်ဆိုတော့ကောနော်ဟိုဒီအစီအစဉ်တင်းနေပတ်သက်ပြီးပြပြစုံစုံဖိချားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပေးသက်တဲ့တင်းနဲ့လည်းဆက်လက်အဆောင်မြောအားပေးကြပါအောင်လို့ဆုံးဆိုချင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်